မင်္ဂလာပါ Brighter Mathematics ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဒီကျေတို့ Grade 12 Mathematics ရဲ့ Chapter 4 Vector Algebra သင်ခန်းစာရဲ့အပိုင်း73ကိုဒီနေ့ဆွေးနွေးကြမှာဖြစ်တယ်။အပိုင်း73မှာတို့ဘာကြောင်းရာတွေဆွေးနွေးမလဲဆိုရင် Equation of a line line to line ရဲ့ equation အဲ့ဒီ equation နဲ့ပတ်သက်နေတဲ့လို့ပုံစံလေးတွေကိုတွေ့မယ်။ line တစ်လိုင်းရဲ့ equation လို့ပြောလိုက်ရတော့ vector ကမ်းမှာ line equation ကိုပုံစံ၃မျိုးနဲ့ဖော်ပြနိုင်ရှိတယ်။ vector equation, parametric equation, cartesian equation ဆိုပြီးတော့ line equation ကိုသူကနာမည်၃မျိုးနဲ့ပုံစံ၃မျိုးနဲ့ဖော်ပြတာဖြစ်တယ်။တနည်းပြောရင် vector form, parametric form, cartesian form ပေါ့နော်။အဲ့ဒါသုံးခုစလုံးက line equation တွေဖြစ်တယ်။ဟုတ်ပြီ။အခုဒီနေ့အဲ့ဒီ equation ၃မျိုးနဲ့ပတ်သက်တဲ့ပုံစံလေးတွေတို့တွေ့ကြမှာဖြစ်တယ်။ကဲဟုတ်ပြီအဲ့တော့ဆက်ရအောင် အရင်ဆုံးတို့ example sentence လေးကိုဆွေးနွေးကြမယ် example sentence မှာဗာမိထားလဲဆိုတော့ that's the point a 3 comma negative 2 comma 2 line on the line with equation ဒါမေးခွန်းပေါ့နော် that's the point a လေးဟာတဲ့ a ဆိုတဲ့ဒီ point လေးဟာ line တရှိသလားမမလဲ on the line line ဒီ line ပေါ်မှာတရှိသလားတဲ့ဒါက line equation ဒီ equation ပေးထားတယ်ပုံစံက equation လေးပေးထားတယ်အဲ့ဒီ line ပေါ်မှာဒီ a ဆိုတဲ့ point လေးอ่ะရှိသလားတဲ့သူကမေးထားတယ်တို့သိထားတာ line equation တကူ line equation ဆိုတာကသူ equation မှာပါနေတဲ့ဒီ x y z တွေဒီအဲ့ဒီ line ပေါ်မှာရှိတဲ့ point တီးတီးကိုကိုးစားပြုတာဖြစ်တယ်ညီတီး point ကိုမဆို line ပေါ်မှာတီးရှိတဲ့ဟာကိုကိုးစားပြုတာဖြစ်တယ်အဲ့တော့ဆိုဒီ x y z နေရာမှာ point တစ်ခုရဲ့ coordinate တွေကိုတို့ထည့်လိုက်လို့ ရှိရင်ဒီ line ပေါ်မှာရှိတယ်ဆိုရင်ဒီ equation ကိုသူကပြည့်လဲတယ်ဒီ equation ကိုပြည့်လဲတယ်ဆိုရင်လည်းအဲ့ဒီ point ကဒီ line ပေါ်မှာရှိတယ်ပေါ့နော်အဲ့တော့ဒီ point လေးကဒီ line ပေါ်မှာအခုရှိလားမရှိလားမေးလာပြီဆိုတော့တို့ကမလုပ်ရမလဲဒီ equation ကိုပြည့်လဲလားမပြည့်လဲလားဆန်းစစ်ရမှာပေါ့ပြပြလေလားမပြလေလားဆန်းစစ်တယ်ဆိုတာဒီ point ရဲ့ x coordinate ကိုဒီက x ညာမှာထည့်အဲ့ဒီ point ရဲ့ y coordinate ကိုဒီ y နေရာလေးမှာထည့် z coordinate ကိုဇနေရာလေးမှာထည့်ပြီးတော့တို့က တန်မိုးတွေအစားသွင်းပြီးတော့တွက်ထုတ်ကြည့်ရတွက်ထုတ်ကြည့်တဲ့အခါမှာဒီပုံဒီသုံးဒီ ratio သုံးခုစလုံးကဒီလိုပဲဆက်ပြီးညီနေတယ်တန်မိုးတစ်ခုတည်းတူတူညီတဲ့အဖြစ်ထွက်တယ်ဆိုရင်သူဒီ equation ကိုပြည်လဲတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ ratio တစ်ခုကိုတန်မိုးတစ်မျိုးထွက်နေပြီးတော့ဒီသုံးခုကမညီတော့ဘူးဆိုရင်ဒီ point လေးကဒီ equation ဒီ line ပေါ်မှာမရှိဘူးလို့ပြောရမှာကဲဟုတ်ပြီအဲ့ဒါဆိုတော့သူကအဲ့ဒီ point လေးကိုဒီ x y z နေရာမှာသူ့ရဲ့ coordinate တွေကိုထည့်ပြီးတော့တွက်ကြည့်မယ်ပေါ့နော် အဲ့ဒီပုံစံကဒီဒီ point လေးဒီ line မှာရှိမရှိဆိုတော့တို့ကအကယ်ရှိခဲ့ရင်ပေါ့နော် if the point a 3 negative 2 2ဒီ a ဆိုတဲ့ point လေးက on the line line ပေါ်မှာရှိခဲ့တယ်ဆိုရင် x နေရာမှာ3ထည့်ကြည့်မယ် y နေရာမှာ negative 2ဖြစ်မယ် z နေရာမှာ2ဖြစ်မှာပေါ့ရှိခဲ့ထည့်လိုက်ပြည်လဲရမှာပေါ့နော် ရှိခဲ့ရင်ပြည်လဲရမှာပေါ့မရှိခဲ့ဘူးဆိုရင်တော့ပြည်လဲမှာမဟုတ်ဘူးကဲဟုတ်ပြီအဲ့တော့တွေ့ကြည့်မယ် အရင်ဆုံး x 1 2မှာ x coordinate 3လေးကိုထည့်ပြီးတွက်လိုက်မယ်တွက်လိုက်တော့2ဆိုပြီးတော့ရလာနောက်တစ်ခါဒီ y 4 y 3မှာ y coordinate နေရာမှာ y ကို y နေရာမှာ y coordinate -2 ကိုထည့်ကြည့်မယ်အဘဒီ y နေရာလေးမှာ negative 2ထည့်လိုက်တော့4 2ဖြစ်သွားမယ်အဲ့တော့6 3ဆိုတော့2ပဲရတယ်နောက်တစ်ခုကဒီ2 z 3 273မှာဇက်နေရာမှာတို့ကဘာထည့်မလဲ A ဘွားရဲ့ဇက် coordinate 2လေးကိုထည့်လိုက်မယ်ထည့်လိုက်တော့ဘိုင်းဝေရ4ဘိုင်းကြီးရ3 4 by 3ဆိုတော့သူဒီ1ကြော်ကြော်လေးပဲရှိတယ်ပေါ့နော်2လည်းမရအဲ့ဒါဆိုတော့ဒီမှာအဖြေ3ခုကမညီနေဘူးမညီနေဘူးဆိုရင်ဒီ ratio 3ခုဘာဖြစ်လဲမညီတော့ဘူးပေါ့နော် ratio 3ခုမညီဘူးဆိုတော့ဒီ point လေးဒီဒီ equation ကိုဘာဖြစ်လဲမပြည့်လည်ဘူးပေါ့အဲ့တော့ the coordinates of point A do not satisfy the line equation point a ရဲ့ coordinate တွေဟာတဲ့ line equation ကို satisfy မပြည့်လို့ do not satisfy မပြည့်လဲဘူးတဲ့မပြည့်လဲဘူးဆိုရင်အဲ့ဒီ point a လေးဟာဒီ line ပေါ်မှာသူကရှိသလားလို့မေးတော့အခုဘာဖြစ်လဲမရှိဘူးလို့ဖြေပေးရမှာပေါ့အဲကြောင့် the point a 3 comma negative 2 does not lie on the given line ပေါ့ given line ပေါ်မှာမရှိပါဘူးလို့ဖြေပေးလိုက်အောင်မယ် point a လေးอ่ะเนาะ ပုံပြီးသားပါပဲ point တကူကဒီ equation line line တစ် line ပုံမှန်ရှိလားမရှိလားဆန်းသက်ချင်းအဲ့ line equation ရဲ့ xyz နေရာတွေပါမှာအဲ့ point ရဲ့ x coordinate y coordinate z coordinate တွေထည့်ကြည့်မယ်ထည့်ကြည့်လို့အဲ့မူရင်း equation ကိုပြည့်လဲစေတဲ့ satisfy ဖြစ်တယ်ဆိုရင်ဒီ line ပုံမှာဒီ point လေးကရှိတယ်မပြည့်လဲဘူးဆိုရင်မရှိဘူးဒါလေးပဲရှိမှလည်းဒီ chapter 3မှာလည်းဒီလိုမျိုးလေးတွေတို့တွက်ခဲ့ရတာရှိရနော် idea ဒီ idea တွေပါပဲ ကဲဟုတ်ပြီအဲ့ဒါဆိုဒီပုံစံလေးကလွယ်ကူပါတယ်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ပုတ်သွားရအောင်ဟုတ်ဒါ exercise 4.4ကတော့နံပါတ်1လေးနံပါတ်1က find the better equation of the line နဲ့ better equation ကိုရှာပေးပါတဲ့နံပါတ် a b c သုံးပုတ်စလုံးမှာပေါ့နော်ဒီသုံးပုတ်စလုံးအတွက်ရှာပေးရမှာက better equation ဟုတ်ပြီနံပါတ် a ကဘာပေးထားလဲဆိုရင် parallel to ကောလံဘက်တာ213ကောလံဘက်တာ213ဆိုရဲဒီဖတာလေးကိုအဲ့တို့ရေးရမယ်လိုင်းရပါမယ်လေ parallel ဖြစ်တယ်ပြီးရင်1,3,7ဆိုရဲ point ကိုလည်းသူအားဖြင့်လည်းဖြတ်သွားတယ်ဟုတ်ပြီဖြတ်သွားတဲ့အမှတ်တကူတည်တယ်ဒိုရေးရမယ် equation ရေးရမယ် line အဲ့ line မှာရှိတယ်သူက fixed point ကိုတည်ရမယ်နောက်ပြီးရင်သူနဲ့ parallel ဖြစ်နေတဲ့ဖတာလေးတကူကိုတည်ရမယ်သို့မဟုတ် direction ဖတာပြီးရင်ပြီးမပြီးရင် parallel ဖြစ်တဲ့ဖတာတကူကိုပြီးထားရမယ် အဲ့ဒါမသိရင်လည်းရှာရမယ်ပေါ့အခု तू ကပေးထားတယ် parallel ဖြစ်တဲ့ vector သို့မဟုတ် direction vector ကိုပေးထားမယ်ပြီးရင် line ပေါ်မှာရှိတဲ့ face point တခု line ကအဲ့ line ဖြတ်သွားတဲ့ point တခုကိုပေးထားတယ်အဲ့ဒါဆို तू က equation ရေးလို့ရပြီဘာလို့ဆိုတော့ r vector r equal to vector a tp vector ဒီမှာဒါ vector equation ဆိုတာဒီပုံစံလေးကိုပြောတာဖြစ်တယ်အဲ့မှာ vector a လေးကတို့ရှာကျင်တာ vector r ပေါ့နော် vector r ရဲ့ possession ဘက်တာလေးကိုရှာမှာအဲ့တော့ဘက်တာကြီးသိရမယ်ဘက်တာကြီးဆိုတာကအဲ့ line ပေါ်မှာရှိတယ် face point ရင် possession ဘက်တာဒီဘက်တာ B လေးကတို့ရေးမဲ့ line နဲ့ parallel ဖြစ်တဲ့ parallel ဖြစ်တဲ့ဘက်တာတို့မဟုတ် direction ဘက်တာဖြစ်ရမယ် ကဲဟုတ်ပြီအခုသူက parallel ဖြစ်တဲ့ data ကိုပေးထားတာဒါ pivot data ကိုပေးထားတယ်ဒီမှာ face point လေးတခုတည်တယ် line ဖြတ်သွားတဲ့ point တခုတည်တယ်ဆိုတော့သူ data a လေးကိုလည်းရေးလို့ရပြီအဲ့ဒါဆိုရင်ဒီ equation မှာသူ data a data b တွေစာသွင်းလိုက်ရင်သူလိုချင်တဲ့ data equation ရမှာဖြစ်တယ်ကဲဟုတ်ပြီနံပါတ် a ကသူပေးထားတာလေးက data b လေးကိုဒီတိုင်း data ပုံစံနဲ့ပေးထားတယ် a ကိုကြတော့ coordinate ပေးထားတယ်သူက point တခုတည်တယ်ဆိုရင်အဲ့ဒီ point ရဲ့ position data ကိုရေးနိုင်တယ်ဟုတ်ပြီအဲ့တော့ white a လေးရဲ့ position ဗဒါဗဒါ oe အဲ့ဒါလေးကိုသင်္ကေတဗဒါ a နဲ့သတ်မှတ်မယ်ဗဒါဖြစ်တဲ့အတွက်ကြောင့်သူကသူ့ကို column ဗဒါလေးနဲ့ပြောင်းရေးလိုက်မယ် coordinate ကလေး1 3 -7 ဆိုပြီးထောင်လိုက် column ဗဒါလေးနဲ့ပြောင်းရေးတော့ဒါဗဒါဖောင်ဖြစ်သွားမယ်ဒါလေးက coordinate ဖောင်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဗဒါ b လေးလည်းရပြီဗဒါ a လေးလည်းရပြီဒီဗဒါ r လေးကိုကြတော့သူကဗဒါ r ဆိုတာတို့ရေးမဲ့ဒီ line ရဲ့ equation ပေါ်မှာရှိတယ် any point ပေါ့နော်သူ့ရဲ့ position ဗဒါ ိုအိုအာဘတာဟူဟာသင်္ကေတနဲ့ဘတာအာလို့ရေးမယ်အဲ့ဒါလေးကိုဒီစာလေးနဲ့ရေးလိုက်မယ်အာသူ့ရဲ့ကိုယ်နေက xyz b any point on the line တို့ရေးမယ် line မှာရှိတဲ့ any point အာဆိုတာလေးကိုယူလိုက်မယ်သူ့ရဲ့ position ဘတာလေးကိုဘတာအာနဲ့သတ်မှတ်မယ်ဟုတ်ပြီအဲ့ဆိုသူ့ကိုလည်းဒီက column column ဘတာပုံစံလေးနဲ့ပြင်ကြီးလိုက်မယ်ပေါ့နော် xyz ကလေးဟုတ်ပြီသူ့ရဲ့ column ဘတာ xyz ကိုယ်နေက xyz ဆိုတော့ column ဘတာ xyz ဟုတ်ပြီမှာဗတာအာနေရမှာအစားသွင်းမှုအိမ်ဆိုင်စေဗတာအိမ်နေရမှာအစားသွင်းမှုဗတာလည်းရပြီဗတာဘီလေးနေရမှာအစားသွင်းရမယ်ပရလယ်ဖြစ်တဲ့ဖြစ်တာလေးလည်းရပြီဆိုဒီ equation လေးကိုသူကချရေးပြီးတော့သက်ဆိုင်ရာလေးတွေအစားသွင်းလိုက်ရင်ပုံစံလိုချင်တဲ့ဗတာ equation လေးရမှာဖြစ်တယ်ယုံပြီ the beta equation of the line is beta r equal to beta a plus t beta b ဟုတ်ပြီအဲ့မှာတို့အစားသွင်းလိုက်မယ် beta r နေရာမှာ x y z ဗတာအေနေရာမှာ point A ရဲ့ position ဗတာ13 -7 ဗတာ B နေရာလေးမှာ213ဟုတ်ပြီရှေ့က D လေးထည့်ပြီးမနော်ဒီဒါလေးက TP ဆိုတာဒီဗတာ A A ကနေအားဒီဗတာလေးကိုကိုစားပြူလာဖြစ်တယ်ဟုတ်ပြီအဲ့တော့ပုစာလိုချင်တဲ့ position D ဗတာ equation လေးကိုရသွားပြီဟုတ်ပြီ B နဲ့ C ကိုလည်းကြည့်လိုက် B မှာလည်းဒီ line ဟာဒီ 012ဆိုတဲ့ point ကိုပါဖြစ်လဲဖြတ်သွားတယ်ပြီးတော့ direction vector လည်းပေးထားတယ်ပြိုင်နေတဲ့ဒိုးရေးမှ line ရဲ့ပြပြိုင်နေတဲ့ vector နဲ့ point တစ်ခုသို့မဟုတ် direction vector နဲ့ point တစ်ခုအဲ့ဒါပေးထားရင်တို့ကဒီ equation မှာထည့်ပြီးရေးလို့ရပြီနံပါတ် A အတိုင်းဒါပဲစီရလဲဒီလိုပဲ parallel ဖြစ်တဲ့ vector ပေးထားတယ် parallel ကဘယ်သူနဲ့ parallel ဖြစ်လဲဆို x axis နဲ့ parallel ဖြစ်တယ်ဖြတ်သွားတဲ့ point ကဒီမှာနောက်တစ်ခု negative 2 2ဆိုပေးထားဟုတ်ပြီအဲ့တော့၃ခုစလုံးကအချက်နှစ်ချက်စီပြည့်စုံနေတယ်ဆိုတော့ business စီကလည်းဒီတိုင်းပဲတို့တွေ့ရုံပဲနော်။ဟုတ်ပြီအဲ့တော့ business စီကိုတွေ့ရအောင်။ဥစ္စာပေးထားတာလေးကိုဒီ point လေးကိုတို့ကဘာလို့ထားမလဲ။သူဖြတ်သွားတဲ့ face point လေးကို A လို့ထားမယ်။ဒါလေးက direction pattern လေးပုံစံ။ direction pattern ဆိုတော့တို့ကသူ့ကို pattern B လို့ထားလိုက်မယ်။ဟုတ်ပြီဒီကောင်လေးတွေကိုတို့က column pattern ပုံစံနဲ့ပြန်ပြောင်းပြီးရေးမယ်။ဆိုရင်ဗတာ A လေး A ရဲ့ position ဗတာဗတာ OA လေးကိုဗတာ A လို့သတ်မှတ်မယ် သူ့ကို column pattern နဲ့ပြောင်းရင်012ဒီကောင်လေးကိုလည်း column pattern နဲ့ပြောင်းရင်မယ် ink ရဲ့မြောက်ဖို့ကင်း j ရဲ့မြောက်ဖို့ကင်း k ရဲ့မြောက်ဖို့ကင်းဟုတ်ပြီအဲ့ဒါဆိုတော့သူကဘာပဲကြံမလဲ equation မှာထည့်ရမယ် r လေး r point လေးကိုယူလိုက်မယ် r ဆိုတာက x y z any point on the line အဲ့ line ပေါ်က any point x y z ဆိုတဲ့ point လေးကိုယူလိုက်မယ်သူ့ရဲ့ position pattern pattern r ဖြစ်တယ်ဟုတ်ပြီသူ့ကိုလည်းသူက column pattern လေးနဲ့ရေးလိုက်မယ်ဒီ x y z ကလေး ဟုတ်ပြီဒါလေးတွေတူကသုံးခုဒီမှာရေးပြီးပြီဆိုရင် equation form ပုံစံလေးရေးမယ်အစားအသွင်းမယ်နော်ကတား equation of the line is ဒါ equation ပုံစံလေးရေးလိုက်တယ်ပြီးရင်သက်ဆိုင်ရာဒီကတား a ကတား a ကတား b လေးတွေထည့်လိုက်ရင်သူ့လိုချင်တဲ့ပုံစံလိုချင်တဲ့ကတား equation လေးရသွားပါပြီဟုတ်ပြီနောက်တစ်ပုဒ်ကလည်းဒီအတိုင်းပဲ parallel ဖြစ်တဲ့ကတားလေးပေးထားတယ်ဖြတ်သွားတဲ့ point တစ်ခုကိုပေးထားတယ်သူကဘယ်သူနဲ့ parallel ဖြစ်တာလဲဆိုတော့ x a z x a z က အိစိစိကဲပတာ direction ပတာပါလဲဆိုရင် i ကဲဟုတ်ပြီအဲ့ဒါဆိုတော့ဒူးရေးမဲ့ line နဲ့ပြိုင်နေတာ x a z အဲ့ပြိုင်နေတဲ့ line ရဲ့ပတာ i ကဲ x a z ဆိုတော့သူ့ရဲ့ direction ပတာ i ကဲအဲ့ဒါလေးကိုသူက equation မှာအစားသွင်းမဲ့ပတာ b နေရာလေးမှာထည့်ရမှာလို့သူ့ကိုပတာ b လို့ထားမယ်ဟုတ်ပြီဒါလေးတွေကိုသူကပတာပတာ form နဲ့ပြင်ပြင်ရေးမယ် column ပတာလေးနဲ့ ဟုတ်ပြီ A ရဲ့ position ပတာ O ပတာ OA လေးကိုသင်္ကေတပတာ A နဲ့သတ်မှတ်မယ် column ပုံစံ column ပတာပုံစံလေးရေးလိုက်မယ်သူ့ကိုလည်း column ပတာပုံစံရေးရင်အပေါ်ကအိုင်ကဲကဲမြောက်ဖို့ကိန်းအလဲရဂျီကဲရမြောက်ဖို့ကိန်းအောက်ကကေကဲရမြောက်ဖို့ကိန်းဟုတ်ပြီဂျီဒီကေတွေကမပါဘူးဆိုတော့သူတို့ရမြောက်ဖို့ကိန်းနေ0ဖြစ်သွားတော့နော်ဟုတ်ပြီအဲ့ဒါဆိုတို့ကဒီမှာလိုပဲ R လေးကို any point လေးယူလိုက်မယ် line ပေါ်က ိုင်းဘော any point ကိုသူ့ရဲ့ coordinate ကို x y z ဆိုပြီးယူလိုက်မယ်သူ့ရဲ့ position vector vector အားလို့ထားလိုက်ဟုတ်ပြီဒါလေးကိုလည်းသူက column vector ပုံစံလေးနဲ့ဒီလိုရေးမယ်ဟောအဲ့ဒါဆိုရင်သူကအစားသွင်းရမယ် vector အား vector e vector b တွေသိရင် equation ပုံစံလေးချရေးပြီးတော့အစားသွင်းလိုက်မှာပေါ့ဟောအဲ့ဒါဆိုသူလိုချင်တဲ့ vector equation ပုံစံလေးရသွားပြီဖြစ်တယ် ဟုတ်ပြီနံပါတ်1เนาะသုံးပုံစလုံးအဆင့်တူပဲပုံစံကတို့ကပဒါ equation ရေးမယ်ဆိုရင်ဘာသိရမလဲ line တစ် line ရဲ့ပဒါ equation ကိုရေးချင်အဲ့ဒီ line နဲ့ပြိုင်နေတဲ့ပဒါလေးတခုသိရမယ်ပြီးရင်အဲ့ဒီ line ဖြတ်သွားတဲ့ fixed point အမှတ်တခုသိရမယ်ဟုတ်ပြီပြိုင်နေတဲ့ပဒါကိုပြီးရင်ပြီးမပြီးရင် direction ပဒါပြီးထားရမယ်เนาะ direction ပဒါဆိုတာလည်းအဲ့ line နဲ့ပြိုင်နေတဲ့ line ကိုပဲပြောတာဖြစ်တယ် direction ပဒါလို့ပြောပြီးပြီးရင်ပြီးမပြီးရင်ပြိုင်နေတယ်လို့ပြောပြီးတော့ပဒါတခုပြီးထားမှာဖြစ်တယ် အကယ်၍ဒီမှာဟိုအေဇင့်နဲ့ပြိုင်နေဆိုရင်ဘာဖြစ်မလဲပဒါပီလေးကကြည်ကဲဖြစ်မှာပေါ့နော်ဆဲအေဇင့်နဲ့ပြိုင်နေဆိုရင်ပဒါပီလေးကကြည်ကဲဖြစ်မယ်ဟုတ်ပြီအဲ့ဒါလေးတွေပါတခါတည်းသိသွားမှာပေါ့နော်တခုသိရင်ဂျန်နဲ့သူနဲ့ဆက်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 ရလေးတွေတခါတည်းသိသွားရမယ်ဟုတ်ပါပြီအဲ့တော့နံပါတ်1လေးကတော့ရိုးရိုးရှင်းရှင်းလေးပဲ3 ABC 3ခုစလုံးကပုံစံတူလေးတွေပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ပုတ်သွားမယ်နံပါတ်2လေးဦး နံပါတ်2က find the cartesian equation of the line နဲ့ဟုတ်ပြီ line ရဲ့ဒီတကခုနကဟာနံပါတ်1 beta equation မေးတာအခုဒါ cartesian equation မေးတာ cartesian equation ဆိုတော့ x minus a1 minus b1 ဟုတ်တယ်မလား y minus a2 by b2 z minus a3 by b3 ပုံစံလေးအဲ့ပုံစံလေးကိုရေးပြရမှာဖြစ်တယ် သူကပေးထားတာဘာပေးထားလဲဆိုရင်အဲ့ဒီ line ရယ် line ဘယ်လို line လဲ with parametric equation parametric equation ကတော့ဒါဖြစ်ပါတယ်တဲ့ရေးရမှာကတော့သူ့ရဲ့ cartesian equation ကိုပြောင်းရေးပေးပါပေါ့နော်ဟုတ်ပြီနံပါတ်ဘီကတော့ပြီးမှ session မယ်နော် unit vector ကိုမေးတာကဲဟုတ်ပြီအဲ့တော့ပုံစံပေးထားတဲ့ parametric equation လေးကိုသူခြာရေးလိုက်မယ် a tan mu y tan mu z tan mu တွေနဲ့ပေါ်ပြတာကို parametric equation လို့ခေါ်တယ်သူ့ကိုသူကဒီ a tan mu ပေးထားတဲ့ ဒီညီမြချင်းကနေတီးရှာမယ်ဝိုင်တန်မှုပေးထားတဲ့ဒီညီမြချင်းလေးကနေတီးရှာမယ်စက်တန်မှုပေးထားတဲ့ညီမြချင်းလေးကနေတီးရှာမယ်အဲ့တော့တီး3ခုပေါ့နော်အဲ့ဒီတီး3ခုရပြီဆိုရင်အဲ့ဒီ ratio 3ခုဒီရလာ ratio 3ခုကိုညီလိုက်ရင်ဒီဘာဖြစ်သွားမလဲဆိုရင် cartesian equation ဖြစ်သွားမယ်ကဲဟုတ်ပြီအဲ့ရနေတို့တီးတွေရှာမယ်ဟုတ်ပြီဒီကနေတို့တီးကိုရှာမယ်ဆိုတော့ဘာလုပ်မလဲ1နှုန်းမှာပေါ့နံပါတ်စလုံးကနေ x 1ဒီက 3d ဖြစ်မယ်ဟုတ်ပြီတီးလို့ရင်တော့3နဲ့တခါစား အဲ့တော့3နဲ့စားတော့ 3t တီးရတီးဖြစ်မယ်ဟိုဘက်က x 1က x 1 by 3ဖြစ်မှာပေါ့လုံးလုံးလေးဖြစ်သွားတယ်နော်ဟုတ်ပြီအဲ့တော့ဘယ် y အနေနဲ့သူတီးလေးကိုရှာမယ်ဒီမှာအရင်ဆုံး4ကိုဘာလုပ်လိုက်မလဲနှုတ်လိုက်မယ် y နဲ့က4နှုတ်မယ်ဒီဘက်ကနေလဲ4နှုတ်တော့ negative 2တီးပဲကျန်အဲ့ဒါဥမာတီးလို့ကျင်တော့ negative 2နဲ့တခါထပ်စားတော့ဒီဘက်ကတီးကျန်မယ်ဒီဘက်က y မိုင်းနဲ့4 by negative 2ဆိုပြီးဖြစ်သွားဟုတ်ပြီဇက်ကနေလဲတို့တီးကိုရှာကြမယ် အရင်ဆုံး1 negative 1ရှိတော့1ပေါင်းလိုက်မယ်နှစ်ဖက်စလုံးအဲ့တော့ z plus 1ဒီဘက်က 3d ပဲကျင်ဟုတ်ပြီအဲ့ဒါဆို z plus 1ကိုတစ်ခါထပ်ပြီးတော့နှစ်ဖက်စလုံးကို t 3နဲ့စားတော့တစ်ဖက်က t ပဲကျင်မယ်တစ်ဖက်က z plus 1 by 3ဖြစ်သွားတယ်နော်ဟုတ်ပြီဒီဒီ ratio လေးသုံးခုစလုံးကဘာလဲအဖြစ်သူတို့တန်ဖိုးတွေ t နဲ့ညီနေတာမို့လို့ဒီ ratio သုံးခုဘာဖြစ်မလဲညီရယ်နော်ညီရယ်ဆိုတော့အဲ့ညီတဲ့ပုံစံလေးကဘာလို့ခေါ်တာလဲဆိုရင် cartesian equation လို့ခေါ်တာဖြစ်တယ် line တစ် line ရဲ့ cartesian equation ဖြစ်တဲ့အထားလေးရနော် cartesian form ပေါ့နော် line equation ရဲ့ cartesian form ဟုတ်ပြီသူလိုချင်တဲ့ cartesian equation လေးရသွားပြီဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဒီဘက် a ရပြီးသွားပြီဒီဘက် b က find the unit vector in the direction of the line နဲ့သူကကြ unit vector ကိုမေးတာတို့အခုဒီမှာဒီ parametric equation ပေးထားတဲ့ line Cartesian form နဲ့ဒီလိုရေးလိုက်တဲ့ line အဲ့ line လေးရဲ့ unit အဲ့ line ရဲ့ direction အတိုင်းရှိနေတဲ့ unit vector လေးကိုမေးတာဟုတ်ပြီ unit vector ဆိုတော့တို့ကအဲ့ direction အတိုင်းရှိနေတဲ့ vector တစ်ခုကိုတို့ကသူ့ရဲ့ magnitude နဲ့ပြန်စားလိုက်ရင်တူ unit စာ vector လေးရမှာမဟုတ်ဘူးဒီ line နဲ့ direction တူတဲ့ vector ဘယ်သူဖြစ်မလဲဆိုရင် vector b လေးပေါ့တို့တို့အခု equation ရေးလိုက်တဲ့ line နဲ့ direction တူတဲ့ vector လေးဒီဘယ်သူလဲဆိုရင် vector b လေးဖြစ်တယ် အဲ့ဒါဆိုတို့ကဘက်တာဒီ equation တွေကနေတို့ကဘက်တာပြီးကိုရှာလို့ရဒီမှာဆိုရင်အောက်ကဟာပါလေ direction vector ရဲ့ components တွေလေ downline 3, -2, 3ဒီဘာဖြစ်သွားရင်လဲဘက်တာပြီးဖြစ်သွားမယ်နောက်က 1, 4, -1 ကပါလေ fixed point ဖြစ်တယ်အရှိက xyz က any point ပေါ့နော်အဲ့လိုလည်းသိထားတယ်ဒါလေးဒီ equation ကနေပြီးတော့ဘာတွေရမှာလဲဆိုတို့ဘက်တာပြီးလေးရဲ့ component တွေရမှာဖြစ်တယ် ဟုတ်ပြီမြင်သာအောင်တို့ကဘတာဖောင်လေးနဲ့ပြရတယ်ဘတာဖောင်ကဆိုရင်ဘတာ R+ ဘတာ A+ TB ဘတာဟုတ်ပြီအဲ့မှာက B ဘတာဆိုအသီးသန့်လေးကွဲထွက်နေတာရှိအဲ့ဒါလေးကိုတို့ကယူမယ်ဟုတ်ပြီအဲ့ဒါဆိုသူပေးထားတဲ့ဒီကတင် parametric equation လေးကိုပြန်ကူးလိုက်ကူးပြီးတော့ဒီကောင်လေးကိုတို့ကဘတာ R equal to ဘတာ A+ TB ဘတာပုံစံဒီကောင်ပြန်ပြောင်းမယ်ဟုတ်ပြီပြောင်းမယ်ဆိုတော့ဒါကဘတာ R x y z ကိုထောင်လိုက်ပြန်ရေးလိုက်နော် ဒီဘက်မှာကကြတော့အရှိရ constant နေရဗတာ e ရှိရဒီကောင်ကကြတော့အဲဒီမှာ constant နောက်ရောက်နေတယ်နော်တီးရဲ့မြောက်ပုံကအရှိရအောင်အဲ့တော့နေရာချင်းဖလှယ်ပြီးရေးလိုက်ညဝိုင်းရကြတော့ပုံစံမှန်တယ်ဇက်ကလည်းအဲ့လိုပဲနေရာချင်းဖလှယ်လိုက်မယ်တီကိုနောက်ပို့လိုက်မယ်နော် constant ကိုရှင်းတင်လိုက်ကဲဘီအဲ့တော့တို့ကဒါလေးကိုပဒါယခွင့်ရှင်းပုံစံလေးပြန်ပြောင်းရေးမယ်ပဒါယခွင့်ရှင်းပုံစံလေးပြန်ပြောင်းရေးမယ်ဒီဘက်က x y z ဒီဘက်က1 3t 4 2t negative 1 plus 3d နော်အဲ့တော့ beta equation beta နှစ်ခုညင်သက်ဆိုင်ရာ component တွေညီတယ်အဲ့သက်ဆိုင်ရာ component တွေကိုဒီ column beta နဲ့ထည့်လိုက်ရင်လည်းဘာဖြစ်သွားလဲလဲ beta နှစ်ခုညီတဲ့ပုံစံဖြစ်သွားပြီဟုတ်အဲ့တော့ဥမာတခါဒီဟာလေးကိုလို့နှစ်ခုပြန်ခွဲမယ်နှစ်ခုပြန်ခွဲတော့ဒီဟာ1 for negative 1 column beta လေးနဲ့ဒီဘက်က to ပုံထုတ်ပြီးတော့3 negative 2 3ဆိုတဲ့ပုံစံလေးပြင်လိုက်ထားသည်ဘာပုံစံဖြစ်သွားလဲ beta equation เนาะ ဗတာဖောင်လေးဖြစ်သွားပြီဗတာဖောင်လေးမှာဒါလေးကဗတာအာဒါလေးကဗတာအီဒါလေးကဗတာဘီလေးနော်အဲ့ဗတာဘီလေးကတို့အခုဒီ equation ဒီ equation နေဒီဘယ်သူကိုစားပြူတာလဲဆိုတော့ဒီ line l ကိုကိုစားပြူတဲ့ equation နော်ဟုတ်ပြီသူကဒီ line l က direction အတိုင်းရှိတယ်ဘာလို့လိုချင်တာလဲဆိုရင် unit vector ကိုလိုချင်တာတ unit စာ vector လေးကိုလိုချင်တာအဲဆိုရင်ဒီ line ဒီ line ရဲ့သူက magnitude ကိုရှာလို့ရရင်ဒီ line ရဲ့ ဘက်တာကိုသူ့ရဲ့မဂနီကျူးနဲ့ဘာလို့လဲစားလိုက်ရင်သူတယူနစ်စာဘက်တာရတယ်ဒါပေမဲ့ဒီကောင်ရဲ့မဂနီကျူးကရှာဖို့လည်းမလွယ်ဘူးသူ့အတွက်ဒီတန်ဘက်တာလည်းမရှိဘူးเนาะအဲ့တော့သူနဲ့ direction 2တဲ့ဒီဘက်တာ B လေးရဲ့ဘက်တာ B လေးရဲ့တယူနစ်စာဘက်တာကိုရှာလိုက်ရင်လည်းဒီဒီ line ရဲ့တယူနစ်စာဘက်တာနဲ့အတူတူပဲ direction 2တဲ့ဘက်တာ parallel ဖြစ်နေတယ် direction 2တဲ့ဘက်တာတစ်ခုဆိုတော့ သူနဲ့ direction တူတာပတာ B လေးဖြစ်တယ်အဲ့တော့သူ့ဘဝတယူနစ်စာပတာနဲ့ပတာ B ဘဝတယူနစ်စာပတာဒီအတူတူပဲအဲကြောင့်မလို့သူကပတာ B ရတယ်မှာသူတည်တယ်တည်ပြီးဆိုတော့အဲ့ပတာ B ရဲ့ magnitude ကိုလည်းသူဒီမှာရှာလို့ရမယ်ရှာလို့ရတယ်ဆိုတော့ပတာ B ကိုသူ့ရဲ့ magnitude နဲ့စားလိုက်ရင်ဒီမတာပတာ B နဲ့ direction တူတယ်တယူနစ်စာပတာလေးရမယ်အဲ့ဒါလေးဒီဘယ်သူနဲ့ direction တူလဲဆိုတော့သူရေးထားဒီ line နဲ့လေ ထရိုင်ရှင်တူတဲ့ဗတာပဲเนาะခဲဟုတ်ပြီအဲ့ဒါဆိုဗတာ B လေးရဲ့ဒီ unit စာဗတာကိုရှာမယ်ဆိုတော့ဗတာ B ရဲ့ magnitude လေးကိုတို့ရှာမှာပေါ့အဲ့တော့ဗတာ B လေးကိုအရင်ဆုံးပေါ်လွင်အောင် ခွဲထုတ်ပြီးတော့ရေးရမယ်ဟုတ်ပြီဒီအပေါ်က equation ကိုတို့ကနှိုင်းရှင်လိုက်မယ်နော်ဗတာ equation ဗတာ equal to ဗတာ a + tb ဗတာဆိုတဲ့ပုံစံလေးနဲ့နှိုင်းရှင်လိုက်ဒါလေးကဗတာ a ဒါလေးကဗတာ a ီးတော့ T ရဲ့မျက်ပုံကလေးကပတာ B ဟုတ်ပြီအဲ့ဒါဆိုနိုင်ရှင်လိုက်တော့ဒီ direction ပတာပတာ B လေးကဘယ်သူလေးလဲဆိုရင်3 negative 2 3ဖြစ်တယ်ဟုတ်ပြီအဲ့ direction ပတာလေးဒီတို့ရဲ့ဒီမူရင်းလိုင်းနဲ့ direction ကဖြစ်လဲအတူတူပဲဆိုတော့ဒီ unit စာပတာကလည်းသူတို့နှစ်ခုကိုဘသူစီရဲ့ဘသူရဲ့တရူနှစ်ကိုပဲရှာရှာအတူတူပဲအဲ့တော့တို့ကပတာ B လေးရဲ့တရူနှစ်ကိုရှာမယ်ရှာမယ်ဆိုတော့ပတာ B သိပြီဆိုရင်ပတာ B ရဲ့ magnitude ကိုလည်းတို့ရှာလို့ရတယ် သက်ဆိုင်ရာ component တွေ component တစ်ခုချင်းစီကိုနှစ်ထပ်တင်ပေါင်း square root ရှာမယ်နော်ဗတာ b ရဲ့ magnitude modulus of ဗတာ b အဲ့တော့3 square negative 2 square 3 square 9 4 9 22 square root of 22ဆိုပြီးရဟုတ်ပြီဟုတ်ပြီအဒီဗတာလေးကိုသူ့ရဲ့ magnitude နဲ့တို့စားလိုက်ရင်ဗာရမလဲအဲ့ဒီဟာနဲ့တို့ဒီဗတာ b တို့ဒီ line l နဲ့ direction တူတယ်ဒီ unit cell ဗတာလေးကိုရမှာဖြစ်တယ် ဟုတ်ပြီတော့ the unit vector in the direction of the line is ဆိုပြီးတော့ vector p လေးကို square root of 22နဲ့စားတာ square root of 22နဲ့စားရဲဆိုတော့1 minus square root of 22နဲ့မြှောက်တာ ਨੇ အတူတူပဲဟုတ်ပြီအဲ့မော်ဒီကပိုင်းခြေမှာအထဲကိုဝင်မြှောက်ရင်းလဲရတယ်ဒီတိုင်းအပြင်မှာပဲဒီတိုင်းအတွဲလိုက်ကလေးထားလဲရတယ်ဒါပေမဲ့ပိုင်းခြေမှာ rational ဖြစ်အောင်တော့ပြင်ပြရမယ်နော်ပြင်မယ်ဆိုတော့ square root of 22ကို square root of 22နောက်တစ်ခုနဲ့မြှောက်လိုက်တော့ ပိုင်းခြေက22ဖြစ်သွားမယ်ပိုင်းဝေက1ကို square root 22နဲ့မြောက်တော့ square root 22ဆိုပြီးတော့ဖြစ်သွားမယ်ကဲဟုတ်ပြီအဲ့ဒီ unit vector စဉ်းစားတာလေးကိုနားလည်မယ်လို့ထင်ပါတယ်ပု္ပ္ပာမေးတာကတို့အခုဒီပု္ပ္ပာရေးထားတဲ့ line line error ဆိုပါဆိုနာမည် L လို့တက်ပြီးတော့ပြောလိုက်မယ်နားလည်လို့ဒီ line နဲ့ direction 2တဲ့ဒီ unit vector လေးကိုလိုချင်တာ အဲ့ဒါဆိုဒီ line ရဲ့ magnitude တွေရှာဖို့ဒီ line အတွက်သီးသန့်ဗတ္တာကြီးအသိဖို့မလွယ်ဘူးသူက t t ရဲ့ဗတ္တာ b ရဲ့ဘယ်နှစရှိမှမသိ t စဆိုတော့လေဒီတန်ဖိုးကလည်းအတိအကျမသိမသိတော့သူ့ရဲ့ဒီဒီဗတ္တာကြီးကိုသူကအတိအကျမသိမသိတော့သူ့ရဲ့ magnitude လည်းရှာလို့မလွယ်ဘူးရှာလို့လွယ်တာဘာလို့လဲဆိုရင်သူ ਨੇ direction တူတယ် direction ဗတ္တာ b ဗတ္တာလေးကိုရှာလို့လွယ်အဲ့တော့ b ဗတ္တာရဲ့ magnitude ကိုလည်းရှာလို့လွယ်အဲ့တော့ b ဗတ္တာပေါ် b ဗတ္တာ ਨੇ direction တူတယ် ဒီ unit separator လေးကိုတို့ရှာလိုက်ချင်းသည်ဒီ L နဲ့ direction တူတဲ့ဒီ unit separator ကိုရှာလိုက်တာ ਨੇ အတူတူပဲဖြစ်တယ်ဟုတ်ပြီအကြောင်းမလို့တို့ကရနိုင်တဲ့ဘက်ကနေလှည့်ပြီးတော့တွေ့တာဖြစ်တယ်ဟုတ်ပြီအဲ့ idea လေးကိုမှတ်ထားပြီနော်ဟုတ်ပြီအဲဆိုရင် number 2လေးကလည်းရပြီလို့ထင်ပါတယ် number 2ကနံပါတ် a ရောဘာမှအခက်အခဲမရှိဘူး parametric equation ကနေ အဲ cartesian equation ကိုပြောင်းရေးတာ parametric equation ကနေပြီးတော့ t tan mu လေးရှာတယ်ပြီးရင် t နဲ့တူတဲ့ ratio သုံးခုကိုပြန်ညီပေးလိုက်တယ်เนาะအဲ့တော့တို့ဒီမှာ vector b လေးရမှာကြီး3 negative 2 3เนาะဒီမှာဒီအောက်ခြေက direction vector ရဲ့ component နေမဟုတ်ဘူးလား3 negative 2 3ဒီကနေပြီးတော့ဒီဒီ equation ပုံစံတစ်ခုအတိုင်းရှင်ပြီးတော့လဲဒီကနေယူလို့ရတယ်တူခြင်းပေါ့เนาะဒီအပေါ်ပိုင်းဟာတွေမတွက်ဖ ೇನೆ h minus a1 by b1 y minus a2 by b2 z minus a3 by b3 ဆိုပြီးတော့နိုင်ရှင်လိုက် b1 b2 b3 ရာ3 negative 2 3ဆိုပြီးတော့ဒီမှာဗတာ b လေးကိုအဲ့လိုယူရင်းလည်းရပါတယ်ဒီလိုလေးကတော့သူ့နေရာလေးနဲ့သူ့ပေါ့နော်ဒီမှာဒါလေးနဲ့နိုင်ရှင်လိုက်ပို့ပြီးတော့ရှင်းသွားတာပေါ့ဗတာ b ဆိုတန်းထွက်သွားတာနော်ဒါလေးတော့ပို့ကောင်းပါတယ်ဒီကနေ့ယူလဲရတယ်ဆိုတော့ပြောပြတာဖြစ်တယ်နော် ဲဟုတ်ပြီအဲ့ဒါဆိုရင်တော့နားလည်မယ်ထင်ပါတယ်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်